ရင်းနဲ့ fashion show ပေါ်မှာအပြင်လေးကတော့ကျွန်တော် whistle ကိုလောကသဘောမကြဘူးမကြတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်ငါတို့ကနင်တို့နင်တို့ organization ပေါ်မှာအကောင်းဆုံးပြန်ဝင်ဝင်လှုပ်ပေးထားတဲ့တန်းနဲ့ဘာလို့ငါတို့ organization ကိုပေါ့နော် whistle ကိုဘလို့ဖြစ်ရတာလဲလို့ ောက်တော့ဝစ်ဆုံကခါးလည်းအရန်ပွာနေအရန်ရှည်နေပေါ့နော်ဟိုဒါကတော့ကျွန်တော်ပရိသတ်တွေကိုအားထားတဲ့ဘောမျိုးနဲ့မေးလိုက်တာပါဟိုငါတို့နောက်ခါကျရင်တော့လို့နည်းနည်းလေး fitting ဖြစ်တာလေးကိုပေးစီခြင်းတယ်ပေါ့နော်အဲ့လိုမျိုးပြောသူတို့ဘက်ကလည်းဒါကဒီဇိုင်နာဘက်ကမလို့ပါဆိုတော့ကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနေဦးမဖက်ချေးရေးထားပါလေပြဟုတ်ဒေါက်စီးလို့မရတာမရတော့ခါကျပပလေးပဲစီထားရပြီးတော့ခါကျတော့ဝစ်ဆုံကိုသူ handle လုပ်ရတာပေါ့နော်မိုးအကောင်းဆုံးလုပ်နိုင်တဲ့အတွက်လည်းဒါခုံယူပါတယ်လို့သူပြောချင်ပါတယ်ဟုတ်မိုးကျွန်တော် crown man ထားပါတယ် ကျွန်တော်ရအောင်လဲဒါစူးစမ်းပါပါမိတ်ဆွေခအားလုံးမင်္ဂလာပါအခုလာမယ့်ဒီဇင်ဘာလနေ့နေ့ကနေ9ရက်နေ့ထိချီရတဲ့ cherry မြေတောင်ကြီးမြို့မှာကြီးကြီးခမ်းနားစွာကျင်းပမယ့် SP ဂျင်းရဲ့ကြောင်မြတ်လုံးရတနာထိုက်ထိုက်တန်တန်ရောင်းချပွဲရှိနေမှာဖြစ်ပါတယ်ရောင်းပြပွဲကတော့တောင်ကြီးမြို့ Jasmine Hotel မှာဒီဇင်ဘာလ3ရက်နေ့ကနေ9ရက်နေ့ထိမနက်9နာရီကနေညနေ9နာရီထိပြုလုပ်တော့မှာဖြစ်ပါတယ်အမှုပညာရှင်များစွာနဲ့ဖြောဖြေးရေးစီစဉ်ကတော့ City Square Area မှာဒီဇင်ဘာလနေ့ရက်နေ့ကနေတုံးရင်းထိပြုလုပ်တော့မှာဖြစ်ပါတယ်။တောင်ကြီးမြို့ရဲ့ချစ်ပရိတ်တံများအားလုံးပဲဆက်ဆက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။မိုက်ဆွန်ခါ ကျွန်တော်တို့အလမေလောကလည်းတကယ် triangle လေးလိုပဲပေါ့နော်။ national director ရဲ့ supporting လည်းလိုသလို organization ရဲ့ supporting လိုပေါ့နော်။ fan ရဲ့ supporting လည်းလိုအပ်ပါတယ်။အဲ့ဒီအပြင်မှာပေါ့နော်အလမေတရားရဲ့စူးစမ်းမှုတွေလိုအပ်တာပေါ့နော်။ဒီသုံးခုပေါင်းဆက်တဲ့အခါမှာဒါအောင်မြင်မှုတစ်ခုကိုရရှိတာပေါ့နော်။အဲ့အတွက်လည်းအကိုယူပါရဲ့လို့ဒီထက်ကောင်းမွန်တဲ့နောက်ထပ် result တွေရအောင်လည်းကျွန်တော်အဲကျွန်တော်လောက်ကိုင်းနိုင်ဖွဲ့ရှိသူတွေမှာစူးစမ်းပါအောင်မယ်ဟုတ်။ အဓိကကတော့ကျွန်တော်တို့အကုန်လုံးကြည့်ရှုရတဲ့အခါမှာပေါ့နော်တို့ရဲ့ဒီအလမဲ့တရားဖြစ်ချင်တဲ့စိတ်ရယ်စူးစမ်းချင်တဲ့စိတ်ရယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကြည့်ရှုပြီးရွေးရတာပေါ့နော်ဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့ organization ကပဲအရင် force pay ပြီးတော့ညီလုံးရမယ်ဆိုတဲ့အခါကျရင်အလမဲ့ဘက်ကပါမလာတာမျိုးတွေဆိုလို့ရှိရင်လည်းဒါဖြစ်လာကြအကြောင်းမရှိဘူးလေအဲ့တော့ဒီတို့ကိုယ်တိုင်လည်းစူးစမ်းတာဖြစ်တဲ့အတွက်ဒါအောင်မြင်မှုရရလို့ကျွန်တော်ချင်ပါတယ်ခင်ဗျာဟုတ်အာသူရဲ့ sense performance အပေါ်မှာတော့ကျွန်တော်အရန်ကိုဂုဏ်ယူပါတယ်လို့ကျွန်တော်လည်းကြည့်ရချင်းပါပေါ့နော်အာကိုမင်းခန့်ရဲ့ train ပေးထားတဲ့ body body ပေါ့နော် ်အနောက်တစ်ခုကကြတော့ဒါကိုအဝါလင်းရဲ့ဒါလမ်းလျှောက်တင်ပေးထားရဲ့ဒါသူ့ရဲ့လမ်းလျှောက်စကေးတွေ ice skate တွေပေါင်းစုံပြီးသူကိုယ်တိုင်စူးစမ်းမှုနဲ့ top fight တွေရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီလို body ရဖို့အတွက်ဆိုတာလည်းဒါအမှန်တမ်းပြောရင်မလွယ်ကူပေါ့နော်ဘာလို့မလွယ်ကူ ਆ လဲဆိုလို့ရှိရင်ကျွန်တော်တို့ကစားတွေဖြတ်ရတယ်နောက်ခါကျအချိုတွေဖြတ်ရတယ်ပြီးတော့ carbon carbon hydrate တွေအကုန်ဖြတ်ရတာပေါ့နော်ဖြတ်ပြီးတော့မှဒီအလမဲ့တယောက်က body ကောင်းတစ်ခုကိုရတာပေါ့နော်သူလည်းလွယ်လွယ်ကူကူနဲ့ဒီ top fight ကိုရခဲ့တာမျိုးမဟုတ်ပါဘူးလို့အဲ့တော့ခါကျတော့သူ့အတွက်လည်းသူပြင်ပန်းခဲ့ရတဲ့အချိန်တွေအတွက်ဒါ သူ့အတွက်လည်းဂုဏ်ယူပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဘာလို့ကျွန်တော်ကိုယ်တိုင်လည်းဒါ body တခြားဆော့နေတဲ့သူဒါ sugar တွေ sodium တွေအမြဲဖြတ်နေတဲ့သူဖြစ်တဲ့အတွက်ဒါသူ့အတွက်ကိုယ်ကဂုဏ်ယူပါတယ်လို့ပြောချင်ပါတယ်။အာကျွန်တော်ကဟိုကျွန်တော်တို့ manager ကိုဒီပြိုင်ပွဲသွားပြိုင်ပွဲတော့ချက်ပေးလိုက်တာလေချက်ပေးလိုက်တာဖြစ်တဲ့အတွက်သူပြိုင်ပွဲ မှာရှိနေတော့ခါကျတော့မြန်မာပါသွားပြီဆိုတာတိကြရကျွန်တော်ကအဲ့ပုံနဲ့ဒီဗီဒီယိုကိုတင်လိုက်တာပေါ့နော်အဲ့ကလေးကသူ့တွေလည်းခုံယူတယ်ပြန်နောက်တစ်ခုကဒီနေ့မှာလည်းကျွန်တော်သူ top 5ပါမယ်ဆိုတာကျွန်တော်အစကလေးကဒါယုံကြည်ပြီးထားထားပြီးသားဘာလို့ယုံကြည်ထားပြီးသားလဲဆိုတော့ကျွန်တော်တို့ဒီလမ်းလျှောက်တာတွေကိုလည်းအာဘန်ကောက်တီမာတွေရော training တွေကိုပေါ့နော်ပြန်နောက်တစ်ခုကကျွန်တော်တို့ဆရာနဲ့ဆရာအဝါလင်းနဲ့လည်းသူ့ကိုနေ့စဉ်နေ့တိုင်း training တွေရှိရဲအဲ့အပြင်ကိုကိုမင်းခန့်ကလည်းကြီးကြပ်ပြီး body ကိုတရှာလောက်ထားတာဖြစ်တဲ့အတွက်သူ့အတွက်ကျွန်တော်ကဒါယုံကြည်ပြီးသားပါလို့ ဲ့ဒါကြောင့်လည်းကျွန်တော်မီဒီယာတွေမှာအမြဲဖြေနေကြပါတော့เนาะဒီနေ့ကကျွန်တော်မြန်မာပြည်အတွက်ရွှေနှင်းဖြစ်ကိုဖြေရမယ်ဆိုတာမျိုးပေါ့ဒီကသူတို့ကိုယ်တိုင်လည်းဒါတကယ်စူးစမ်းလို့ပါသူတို့ကိုယ်တိုင်လည်းစူးစမ်းတယ်နောက်တစ်ခုကကျွန်တော်နောက်မှာပေါ့เนาะပံ့ပိုးပေးကြတယ်ဒါကျွန်တော်တို့ share share holder တွေအကုန်လုံးလည်းပံ့ပိုးပေးကြတယ်အကြောင်းအရာတွေအကြောင်းလို့ပဲကျွန်တော်ထင်ပါတယ်ပြအဲ့ပြင်မှာမှကျွန်တော်တို့ချစ်ရတဲ့ကျွန်တော်တို့မိသားစု friend တွေပေါ့เนาะဟိုဘယ်နေရာဖြစ်ဖြစ်ကျွန်တော်တို့ကိုမျက်နှာမငယ်ရဘူးအဲ့လိုမျိုးထားပေးတာဖြစ်တဲ့အတွက်ဒါသူတို့ကိုလည်းတကယ်စူးစမ်းတယ်တော့အကကကျတော့ဥမာအမှန်တမ်းပြောလို့ရှိရင်တော်တော်များများကျွန်တော်ရဲ့ အကြံဉာဏ်တွေပဲများတာပေါ့နော် daily wear ကနေစပြီးတော့နောက်ဆုံး final dress ကြီးနောက်ကမိုးလုံးရမယ့်အရာတွေအကုန်လုံးဒီကျွန်တော်ရဲ့စဉ်းစားထားတဲ့အရာတွေပေါ့နော်ဟို challenge တစ်ခုကိုချပြရတော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့တကယ်တကယ် talent ဆိုတာကတော့ကျွန်တော်တချင်းဆိုတာမျိုးတွေတကယ် hidden talent ပုံစံမျိုးတွေကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါပေမဲ့မိုးမှာကျတော့အဲ့လို talent မရှိဘူးမရှိတော့ခါကျတော့ငါတို့ challenge မှာပေါ့နော်ငါတို့မြန်မာနိုင်ငံရဲ့ culture တစ်ခုဘာပြနိုင်မလဲဆိုစဉ်းစားတဲ့အချိန်မှာကျွန်တော်အစကတော့ simi grad အကာကိုစဉ်းစားတယ်ပေါ့နော် simi grad အကာကိုစဉ်းစားတယ်ဒါပေမဲ့ simi grad အကာကျတော့လေအချိန်တိုအတွင်းနဲ့ဘယ်လိုမှကနိုင်မှာမဟုတ်ဘူးအဲ့တော့ခါကျတော့ဒီမြန်မာအကာလေးကိုကျွန်တော်တို့၃လလောက်အချိန်ယူပြီးတော့ဒါလေးလေးချက်တင်ကြပေးထားတာပါဟုတ်ပြောမယ်၂၀၂၀ နှစ်မှာပေါ့နော်ကျွန်တော်အင်ဒိုနီးရှားမှာတောပြိုင်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဘေးမှာဘရာဇီးရဲ့ National Director အားဖြင့်သူ့မယ်ပါသွားတိုင်းပါသွားတိုင်းမှာသူ့ရဲ့ပျော်ရွှင်တဲ့အမူအရာတွေနောက်ကသူ့ရဲ့အလံကြီးကိုဖတ်ပြီးတော့သူကြည့်နေတဲ့အရာတွေကိုကျွန်တော်ချိန်ပြီးတော့လေချိန်ပြီးတော့ကျွန်တော်အားကြခဲ့ရသည်လားဟာငါလည်းတစ်ချိန်ချိန်မှာသူ့လိုမျိုးအောင်မြင်ရမယ်ငါငါတို့မြန်မာနိုင်ငံအတွက်ငါတို့ပေါ့နော် crown တစ်ခုကိုငါရအောင်လုပ်ပေးရနိုင်မယ်ဆိုရင်ဟာတစ်ခုပေါ့နော်ကျွန်တော်စဉ်းစားခဲ့တယ်ကျွန်တော်အခုကတိလေးနဲ့လွဲနေတာကျွန်တော်မှာအရန်များနေပြီဒါပေမဲ့ကျွန်တော်ဆွဲမလျှော့ဘူးကျွန်တော်မြန်မာနိုင်ငံအတွက်ကျွန်တော်လုပ်နိုင်တဲ့အချိန်လေးတစ်ခုတွင်းမှာကျွန်တော်အကောင်းဆုံးစူးစမ်းအောင်မှာပါဟုတ်အဲကျွန်တော်ထင်ပါတယ်မကြခင်မှာကျွန်တော်ရဲ့အခုချိန်ဆိုလို့ကျွန်တော်ရဲ့ fan တွေကျွန်တော်ရဲ့မိသားစုကလည်းကျွန်တော်နောက်မှာအဆင်သင့်ရှိနေပြီအဲ့လိုပဲကျွန်တော်ကိုနောက်ဖွယ်ရနေပြီးတော့ပေါ့နော်ထောက်ပံ့ပေးကြတယ်ကျွန်တော်တို့ရဲ့ဒါ share holder တွေဒါရုပ်ရှင်ထုတ်လို့ရရဒါ မိသားစုတွေလည်းအများကြီးရှိနေပြီဖြစ်တဲ့အတွက်မကြခင်မှာကျွန်တော်မြန်မာနိုင်ငံလိုချင်တဲ့ crown တစ်ခုကိုကျွန်တော်ရအောင်ယူပေးနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ပွဲကြီးတစ်ခုမှာလည်းရအောင်ယူပေးနိုင်မယ်လို့ကျွန်တော်ကိုကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာအမှန်တိုင်းပြောလို့ရှိရင်ပွဲကြီးမှာတော့ကျွန်တော်တို့က crown တစ်ခုကိုမျှော်မှန်းလို့တော့ချက်ချင်းမရနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဒီခုချိန်မှာကလိုအပ်ချက်တွေအများကြီးရှိနေသေးရဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ခါကျတော့ဟိုကျွန်တော်ကအခုအမှန်တိုင်းပြောရမယ်ဆိုရင်တော့မိုးကိုကျွန်တော် crown မှန်းထားပါတယ်ကျွန်တော်ရအောင်လေဒါစူးစမ်းပါပါ ကျွန်တော်တအားတော့အခါကျတော့မီဒီယာကြီးအနေနဲ့လည်းကျွန်တော်ကိုနောက်ကနေ supporting ပေးပါလို့ပြောချင်ပါတယ်အခုကျွန်တော်နောက်မှကျွန်တော်အခုလက်ထဲမှာရောက်ထားတဲ့ဒီမကြခင်မှာရောက်ရှိလာမဲ့ပွဲရတော့ ကျွန်တော်ဆွတ်ပြောသူပေါ့နော်နေရာတစ်ခုရအောင်ပဲကျွန်တော်အရင်စူးစမ်းရမှာပါအဲ့နေရာတစ်ခုကနေပြီးတော့ဟိုဒါဝါလုံးမှာရှိရဲ့ patient fan တွေကနေပြီးတော့ဟောမြန်မာဆိုတာသိသွားလို့ရှိရင်ဘာပဲပြောပြောကျွန်တော်တို့ဒီဖဲပွဲပြိုင်ပြိုင်နောက်ချိန်ကြလို့ရှိရင်ဟောမြန်မာကိုကြည့်ရမှာပါလားဆိုတော့ဟာလေးတစ်ခုရသွားရင်ပဲကျေးဇူးတင်ပါတယ်ခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကခုမှလည်းအရင်နှစ်အကြာကြီးလည်းမပြောင်းရသေးဘူးအဲ့တော့အခါကျကျွန်တော်မြန်မာနိုင်ငံအလှမယ်ဒီဘလောက်တော်တော်ဘလောက်ထက်မြက်မြက်တို့ရဲ့မျိုးလုံးတွေမှာတိုးမှာမဟုတ်ပါဘူးဘယ်သူမှလည်းဒိုင်းနေရာအောက်မှာထိုင်နေတဲ့ဒိုင်းနေရာလည်းတခြားကြည့်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒါမြန်မာကခုမှ စတာဆိုတော့လေအဲ့တော့ကျွန်တော်တို့မြန်မာဆိုတာ ਨੇ ဒေသမိလောင်ကျွန်တော်တို့ကပို့ပြီးတော့စူးစမ်းပြရမယ်အင်းဂျင်နိုင်ငံတွေကတစစူးစမ်းလို့ရှိရင်ကျွန်တော်တို့ကဆယ်သာစူးစမ်းရမယ်ပေါ့နော်အဲ့လိုစူးစမ်းလို့ရှိရင်ဟိုလူစုဘယ်လိုပြောမလဲဆိုမဖြစ်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကျွန်တော်တို့ကစူးစမ်းရင်ဘယ်ရမှာဆိုဖြစ်နိုင်ပါတယ်ဆိုတာလေးကိုကျွန်တော်ချပြချင်ပါတယ်ခင်ဗျဟုတ် တော့ကျွန်တော်ကိုယုံကြည်အားထားပြီးမျှော်လင့်ထားတဲ့ပြည်သက်အတွက်ပေါ့နော်ကျွန်တော်ဘက်ကဘယ်တော့မှသူတို့စိတ်မပြတ်ရအောင်ကျွန်တော်ကချပြဖို့အဆင်တက်ပါပဲဥပမာပေါ့နော်ကျွန်တော်ဘလောက်ပဲငွေကြေးဆုံးရှုံးမှုတွေရှိသွားပါစေပြည်သက်ရဲ့ယုံကြည်မှုကိုဘယ်တော့မှဆုံးရှုံးမခံပါဘူးကျွန်တော်ငွေနဲ့ပြည်သက်ရဲ့ယုံကြည်မှုဆိုယုံကြည်မှုကိုပဲရွေးချယ်ပြီးကျွန်တော်ကဟိုပြည်သက်ရဲ့ယုံကြည်မှုကိုပဲတိဆောက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဂုံယူရတဲ့အခိုက်အတန့်တွေဖြစ်အောင်ပဲကျွန်တော်ကစူးစမ်းပါပါလို့ပြောချင်ပါတယ်ဟုတ်မိုးနေ့ကတော့ဒီနေ့တောင်မှဆက်တွေ့ရတယ်ဘာလဲဆိုတော့ဒီနေ့အာ ဒီနေ့ဒိုင်ရိုက်လိုက်ကြည့်ရတဲ့သူတွေပေါ့နော်လိုက်ကြည့်ရဆိုမိုးမိတ်ကပ်ပြင်နေတဲ့အချိန်မှာလိုက်ကြည့်ရတဲ့သူတွေဆိုသိလိမ့်မယ်မိုးကိုပထမအဆုံးပြင်ပေးထားတဲ့မိတ်ကပ်ကအဆင်မပြေဘူးမျက်မျက်ခုံးတွေမှာ तू က ်ငွေရောင်တွေတင်ထားတာပေါ့နော်ဘလင်းဘလင်းတွေတင်ထားတယ်မိုးကလည်းမပြောရဘူးအဲ့ချိန်မှာသူဆရာကိုဖုန်းခေါ်လာတယ်ခေါ်လာတဲ့ချိန်မှာကျွန်တော်ပဲဟိုကကိုမိတ်ကက်ဆရာကြီးပိုင်းတဲ့တခြားပြောပြီးတော့မိတ်ကက်လုတ်ကိုပြန်ပြောင်းခိုင်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့ကျွန်တော်ဒီ BNN မှာရှိမနေပြန်နဲ့လေကျွန်တော်နဲ့မိုးနဲ့ဒီအချိန်ပြည့်အဆက်အသွယ်ရှိနေတယ်သူဒီလည်းကျွန်တော်ဆရာကြမ်းကြမ်းနေအချိန်ပြည့်တောင်းနေရတယ်ဥမာပေါ့ဒီနေ့ကျွန်တော်သူ့ကိုစပင်ကိုအကောက်လုတ်ခိုင်းထားတယ်ဒါပေမဲ့အကောက်လုတ်ဖို့အတွက်အချိန်ရမရဘူးမရတဲ့အချိန်မှာတမိစပင်ကိုရအောင်ဖြောင်းမယ်ဖြောင်းစင်နေအောင်လုတ်လုတ်မယ်လုံးဝလုံးဝဖြောင်းနေအောင်လုတ်ချင်တယ်တေချာလေးပေါ့တတ်တက်ရက်လေးဖြစ်ချင်တယ် တေချာသူပြီးသွားတဲ့အချိန်မှာကျွန်တော်ဟိုဒီဗီဒီယိုကပြန်ပြရတယ်အဲ့ဒါမှာကျွန်တော်ကျင်းက်ပြီဆိုတော့မှသူမိကက်ဆရာတွေကိုကျေးဇူးတင်ကြောင်းပြန်ပြောရတာပေါ့နော်အဲ့လိုမျိုးလေးရတောက်လျှောက်ရှိရယ်ကျွန်တော်လည်းပြီးတော့သူ့ကိုပို့ပြီးတော့လည်းအားထားတာဖြစ်တဲ့အတွက်မကြခင်ဒီဇင်ဘာ6ရက်နေ့မှာကျွန်တော်ဟိုချီမင်းကိုကျွန်တော်အရင်လိုက်သွားမယ်ဟိုချီမင်းကိုလိုက်သွားပြီးအချိန်မှာဟိုချီမင်းကနေတစ်ဆင့်ဒါလက်ကိုကျွန်တော်ကူးမယ်ဒါလက်ကနေပြီးတော့မိုးနဲ့တွေ့ဖြစ်မှာပါ BNF fashion show ပေါ်မှာအပြင်လေးကတော့ကျွန်တော်ဝစ်စုံကိုလောကသွားမကြဘူးမကြတာဖြစ်တဲ့အတွက်ကျွန်တော် organization ကိုမေးလိုက်တယ်ငါတို့ကနင်တို့နင်တို့ organization ပေါ်မှာအကောင်းဆုံး တိုင်ပွဲဝင်ကိုလွှတ်ပေးထားတဲ့တန်းနဲ့ဘာလို့ငါတို့ organization ကိုပေါ့နော်ဝစ်ဆောင်လို့ဖြစ်ရတာလဲလို့ဘာလို့ဝစ်ဆောင်ကခါးရလဲအရန်ပွာနေရအရန်ရှည်နေရပေါ့နော်ဟောဒါကတော့ကျွန်တော်ကပြိတက်တွေကိုအားထားတဲ့ဘောမျိုးနဲ့မေးလိုက်တာပါဟိုငါတို့နောက်ခါကျရင်တော့လို့နည်းနည်းလေး fitting ဖြစ်တာလေးကိုပေးစီခြင်းတယ်ပေါ့နော်အဲ့လိုမျိုးပြောသူတို့ဘက်ကလည်းဒါက designer ဘက်ကမလို့ပါဆိုကျွန်တော်တေချာလေးတောင်းပန်ပြီးတော့ဒါနေဦးသက်ဖက်ချေးရေးထားပါလိမ့်ပြဟုတ်ဒေါက်စီးလူကိုမရတာမရတော့ခါကျပပလေးပဲစီထားရပြီးတော့ခါကျတော့ဝစ်ဆောင်ကိုသူ handle လုပ်ရတာပေါ့နော် မိုးအကောင်းဆုံးလုပ်နိုင်တဲ့အတွက်လဲဒါခုံယူပါတယ်လို့သူပြောချင်ပါတယ်ဟုတ် တခါနေကြလို့ရှိရင်တော့ဘယ်လိုပြောမလဲဆိုတော့တို့ကလည်း organization တစ်ခုတည်းလည်းပြန်ဝင်ဝင်နေအများကြီးအုပ်ချုပ်ရတာဖြစ်တဲ့အတွက်တို့ကလည်း down စီအောင်လိုက်လို့ပို့ဆိုတာမလွယ်ဘူးလေအဲ့တော့တို့ရဲ့ဟိုအားနေချက်အားတာချက်အကုန်လုံးကျွန်တော်ဘက်ကလည်းတခါနေကြရင်နားလည်ပေးရမှာပေါ့နော်ဟုတ်ဟုတ်မိုးအများကြီးအပိကြပါအောင်လို့ကျွန်တော်တို့လိုချင်တဲ့ crown တစ်ခုကိုရအောင်ကျွန်တော်ဘက်ကလည်းစူးစမ်းပါမယ်လေမိုးလည်းအများကြီးစူးစမ်းနေပါတယ်လို့ဟိုရတာမရတာတော့ဒါကန့်တရားပေါ့နော်ကျွန်တော်တို့ကတော့အကောင်းဆုံးစူးစမ်းပါမယ်တော့ကျေးဇူးတင်ပါတယ်ဗျာ